ိသတ်များအားလုံးမင်္ဂလာပါရှင်။နေ့စဉ်ထုတ်လင်းတင်ဆက်ပေးနေတဲ့မိုးလေဝသအခြေအနေတွေကိုကျွန်မ UND ကနေတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ဇွန်လ26ရက်နေ့မနက်7:15မိနစ်ချိန်ကယ်ဘာနာဝမ်ဂျူရူကနေဖမ်းယူရရှိထားတဲ့ပုံကြည့်ရခါမှာတော့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးရအကောင်နေဆဲပဲဖြစ်ပါတယ်။ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာကတော့တိမ်ထူးထန်းနေပါတယ်။ကြံဒေသတွေမှာကတော့တိမ်သင့်တဲ့ဖြစ်လို့နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့တောင်ပိုင်းဒေသရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာတိမ်ထူးထန်းနေပါတယ်။ကြံဒေသတွေမှာကတော့တိမ်သင့်တဲ့ဖြစ်လို့နေအောင်တွေ့ရပါတယ်။ ဇွန်လ15ရက်နေ့မနက်9:00နာရီခွဲကနေဇွန်လ26ရက်နေ့မနက်9:00နာရီခွဲအတွင်းမှာမိုးကြီးခဲ့တဲ့ဒေသတွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။မိုးအချိန်အနေနဲ့ကတော့စစ်တွေမြို့မှာအများဆုံးဖြစ်ခဲ့ပြီးတော့14.8လက်မှ8လက်မှရှိခဲ့ပါတယ်။ကြောက်ဖြူမြို့မှာတော့73.6လက်မှအမ်းမြို့မှာ72.8လက်မှမအောင်မြို့နယ်ခွားမြို့တွေမှာ8လက်မှကျော်စီလောင်းလုံမြို့နယ်ဟင်္ဒရာမြို့တွေမှာတော့9လက်မှကျော်စီကြောက်တော်မြို့တန်တွဲမြို့ဖြာပုံမြို့မော်လွယံမြို့တွေမှာတော့6လက်မှကျော်စီ ရေမြုပ်မှာတော့9ဒသမ2လေးလက်မှာဘိမ်းမြုပ်နဲ့ဒဝံမြုပ်မှာတော့6ဒသမကျော်မြတိနားမှာတော့3ဒသမ2ခုနှစ်လက်မှာစသဖြင့်အသီးသီးရွာသွင်းခဲ့ကြပါဗျာ အခုဆက်ပြီးတော့ဇွန်လ29ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။မြမပင်လေပြင်အချိန်ကြီးကတော့မြမကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လေပြင်မှာတခါတရံမိုးသက်လေပြင်နဲ့တောင်းအောင်နိုင်ပြီးလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်တောင်းနေတဲ့အချိန်မှာရေပြင်းမြေပြင်လေရတနားရီကို35မိုင်ရနေမိုင်40ထိတက်ခနဲ့မှာတယ်။လှိုင်းအမြင့်နေကတော့ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လေပြင်မှာ14ပီလောက်မြင့်တက်နိုင်ပြီးတော့တံမြမကမ်းရန်ရှောင်းနဲ့ကမ်းလွန်ပင်လေပြင်မှာကတော့10ပီရနေ12ပီလောက်ထိမြင့်တက်နိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုခမန်းချက်အနေနဲ့ကတော့စကိုင်းတိုင်းအောက်ပိုင်းရှမ်း ်းပြည်နယ်မန္တလေးတိုင်းနဲ့မကွေတိုင်းဒေသတွေမှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပါတယ်။ကြံဒီတိုင်းမှာတော့နေရာဆိတ်ဆိတ်ကနေနေရာအနှံအပြားမိုးထချုံရနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ မြို့ရည်တည်းရဲ့မိုးလေဝသခမန်းချက်နေနေရတော့နေပြောင်းတဲ့နေတွိုင်းမှာအမြင့်ဆုံးမူချိန်ဟာ30ဒီဂရီစင်နီဂရိတ်အနည်းဆုံးမူချိန်23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။နေပြည်တော်မှာကတော့နေရာကွက်ကြားမိုးထစ်ချုံရနိုင်ပါတယ်။မိုးရွာဖို့တည်ချောင်မှု80ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။ရှမ်းကုန်းမြို့နယ်နေတွိုင်းမှာကတော့အမြင့်ဆုံးမူချိန်ဟာ28ဒီဂရီစင်နီဂရိတ်အနည်းဆုံးမူချိန်23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရှမ်းကုန်းမှာကတော့မိုးအထင်တင့်ထစ်ချုံရနိုင်ပါတယ်။မိုးရွာဖို့ရာခိုင်နှုန်းပြည့်ဖြစ်ပါတယ်။ မန်လေးမြို့နယ်ဤတိုင်းမှာတော့အမြင့်ဆုံးမှုချိန်က35ဒီဂရီစင်နီဂရိတ်နေမှုချိန်26ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန်လေးမှာတော့နေရာကွက်ကြားမိုးထစ်ထုံရနိုင်ပါတယ်။မိုးရွာဖို့တည်ထောင်မှုက60ရာခိုင်နှုန်းရှိနိုင်တယ်လို့ခန့်မှန်းထားပါရှင်။အခုဆက်ပြီးတော့နေပြည်တော်ရန်ကုန်မန္တလေးမြို့ရဲ့တပတ်တမိုးလေးဝသခံမှန်းချက်တွေကိုထုတ်လင်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ကြည့်ရှုအားပေးကြတဲ့ကျေးဇူးတင်ပါတယ်။ပရိသတ်တွေအားလုံးတဘာဝဘေးရန်တွေရာနေကင်းဝေးနိုင်ကြပါသေးရှင်။